အရေးကြိုးပါတဲ့ကြောက်လေးတစ်လုံးကိုဖြက်ကြည့်မှာပဲဖြစ်ပါတယ်စိတ်ဝင်စားနေဆိုရင်တော့ဒီဗီဒီယိုလေးကိုမကြောဘဲနဲ့ဆုံးအောင် like ကြည့်လိုက်အားလုံးပဲမင်္ဂလာပါဒီကနေ့ဗီဒီယိုထဲမှာဖြက်ပြမယ်ကြောက်လေးတစ်လုံးကတော့အခုမြင်နေရတဲ့မနာချက်တွေးကြောက်လေးတစ်လုံးပဲဖြစ်ပါတယ်ဒီကြောက်လေးကတော့ခိုင်းရမိတ်ဆွေတယောက်က online ကနေပြီးတော့မှဝယ်ထားတဲ့ကြောက်လေးတစ်လုံးလည်းဖြစ်ပါတယ်ဒီကြောက်လေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီဗီဒီယိုထဲမှာအ ਨੇ ချင်းလေးပြောပြမယ်ကျွန်တော်ရဲ့ account ထဲမှာလည်းဒီကြောက်လေးနဲ့ပတ်သက်ပြီးတော့မှအရင်တစ်ခါကတင်ခဲ့ဘူးတာရှိပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့ကျွန်တော်ရဲ့ account လေးကို follow မလုပ်ရဘူးဆိုရင်လည်း follow လုပ်ဖို့ ို့လည်းမမီခင်တယ်ဘူးเนาะဒီကြောက်လေးကကျွန်တော်တို့အလုံးထိုင်လေးကလည်းတီးတယ်အနာစာအနေနဲ့လည်းနည်းနည်းလေးများတယ်အာနစ်ချက်ကတော့ဒါပါပဲအတချက်အနေနဲ့ပြောရမယ်ဆိုရင်အခွန်လေးကတော့ညီတယ်ရံလေးကလည်းညက်တဲ့ထဲမှာပါပါတယ်နောက်တစ်ခုကအည်ချိုးလေးပါပါတယ်အည်ချိုးလေးကလည်းပြ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 ကြီးတော့မဟုတ်ဘူးတွားကြထိုးတန်ထက်တော်မှာနည်းနည်းလေးတီးတယ်အရင်ဗီဒီယိုမှာကျွန်တော်မိထုံးပြီးတော့မှပြခဲ့ပါတယ်အဲ့ဒီထဲမှာမြင်ရတဲ့ကျိုးပေါ်မှာမြင်ရတဲ့အည်ပေါက်လေးကလည်းလုံးဝနန်းစည်းထက်တော်မှာတီးတယ်အဲ့တော့ဒီကြောက်လေးကိုကျွန်တော်တို့ကမျော ့ link ချက်ကတော့အများကြီးတော့မထားရပါဘူး။ဒါပေမဲ့အကြောက်တလုံးကိုကျွန်တော်တို့ကအပြင်ပန်းမှာကြည့်ပြီးတော့မှဆုံးဖြတ်လို့မရဘူးဆိုတော့ကိုဒီဗီဒီယိုမှာတက်တည်ပြချင်တာပဲဖြစ်ပါတယ်။အဲ့တော့လက်ရှိကျွန်တော်တို့ကဒီကြောက်လေးကိုဖြတ်ပြီးသွားတဲ့အနေအထားအတိုင်းမှာမိတ်ဆွေတို့အခုမြင်နေရတဲ့အတိုင်းအပြင်ပန်းမှာမြင်နေရတဲ့ကျိုးကလည်းအတွင်ထဲကိုဝင်ပါတယ်။ဒါကတော့ပရမဆုံးတနန်းဖြတ်ကြည့်တဲ့အနေအထားမှာမြင်ရတဲ့ပုံစံမှာအခုပြပေးနေတာကတော့အမဖက်အချမ်းပါပါ။အဲ့ဒီရဲ့အောက်မှာဖြတ်နံတနန်းကျွန်တော်တို့ထပ်လိုက်လို့ရပါသေးတယ်။ဒီအတိုင်းဆိုရင်ကြောက်ကမင်္ဂလာဖြစ်တယ်လို့ပြောလို့ရပါတယ်။ဝယ်ရင်စီက လည်း6ပေါင်ပဲကြာတာတာပဲဖြစ်ပါတယ်ကြောက်လေးကိုအခုအတိုင်းပဲအနုစိတ်လေးတေရှာကြည့်မယ်ဆိုလို့ရှိရင်အနာဂျီလေးတွေကိုတွေ့ရမှာပါအဲ့ဒီအနာဂျီလေးတွေပါသွားတဲ့ပုံမှာကြောက်ကတော့နည်းနည်းလေးလိုက်အားနေသွားပါတယ်ဒါပေမဲ့အမဖက်အချမ်းကိုကျွန်တော်တို့နောက်တနန်းဖြတ်ပြီးလို့ရှိရင်အတွင်းထဲမှာအနာစာတက်ရက်မလားအရေကလက်ရှိမြင်ရတဲ့ထက်ကိုပို့ပြီးတော့မှကျယ်မလားဆိုတော့ကိုတော့နောက်တနန်းဖြတ်ခေါင်းကြည့်မှာပဲသိရမှာပဲဖြစ်ပါတယ်ဒီကြောက်လေးကိုနောက်တနန်းဖြတ်ခေါင်းကြည့်မှာပဲဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုမကြော်ပါနဲ့ဆုံးအောင်လိုက်ကြည့်လိုက်ပါဒါပါဒီကနေ့ ကျွန်တော်များဝေပေးမယ်ကြောက်လေးကတော့မနာကြက်သွေးလေးပဲဖြစ်ပါတယ်ဒီကြောက်လေးနဲ့ပတ်သက်ပြီးတော့မှတော့အရင်ဗီဒီယိုတွေမှာကျွန်တော်တင်ခဲ့ပြီးသွားပါပြီဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့အရင်ဗီဒီယိုလေးကိုမကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့အကောင့်ထဲမှာဝင်ပြီးတော့မှပြန်လည်ကြည့်ရှုလိုက်ပါဒီနေ့ဗီဒီယိုထဲမှာတော့ဒီကြောက်လေးကိုနောက်ထပ်ဖြတ်ပြီးတော့မှဘလို့အနေထားရသွားလဲဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့အနေချင်းလေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကြောက်လေးကတော့ကျွန်တော်ဖြတ်တဲ့ဗီဒီယိုတော့ကျွန်တော်ဒီထဲမှာမထည့်တော့ဘူးလက်ရှိဖြတ်ပြီးသွားတဲ့အနေထားကိုကျွန်တော်ပြပေးနေရပဲဖြစ်ပါတယ်ဒါလေးကတော့အခုနောက်တနန်းဖြတ်ပြီးရဲ့အနေထားကိုကျွန်တော် ော်အနေနဲ့ဖင်ပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးတနန်းဖြတ်ထားတဲ့နေရာမှာအည်ချိုးကအလဲမှာဥနေတာကျိုးနည်းနည်းလေးတုတ်တယ်အခုဖြတ်လိုက်တဲ့နန်းမှာကတော့အောက်မှာအည်ချိုးကပို့ပြီးတော့မှတေးသွားတယ်အဲ့တော့ကြောက်ကပထမတနန်းမှာတင် အောင်မိသားဖြစ်တယ်ဒုတိယတနန်းဖြတ်တဲ့နေရာမှာတော့ကျွန်တော်တို့ကြောက်ကလစ်တယ်လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုရင်အပေါ်မှာမြင်ထားတဲ့အည်ချိုးကအောက်မှာထပ်ဖြတ်တဲ့တနန်းမှာထပ်ပြီးတော့မှမကျေပြန့်လာလို့ပဲဖြစ်ပါတယ်ကြောက်လေးကအလုံးထိုင်လေးလေးတေးတယ်ကျိုးလေးကလည်းတေးတေးလေးဖြစ်တဲ့အပေါ်မှာကျွန်တော်တို့အပွင့်လိုက်မယ်ဆိုလို့ရှိရင် င်လေအပွင့်ကလုံးဝတိတိမုံမုံလေးတွေလိုက်မယ်ဆိုရင်တော့ရတယ်ဒါပေမဲ့အလုံးထိုင်မကြီးတဲ့ပုံမှာအရေကျိုးလေးကတိတိလေးဖြစ်တဲ့ပုံမှာကျွန်တော်တို့အနာတွေလည်းများတယ်အမှလိုက်မယ်ဆိုရင်လိုက်အားမရှိဘူးလို့ပြောရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီကြောက်လေးကထပ်လိုက်မယ်ဆိုလို့ရှိရင်လည်းအဆင်မပြေနိုင်ပါဘူးဒီအတိုင်းလေးပဲကျွန်တော်တို့ရတဲ့ဇီနုံလေးနဲ့ကျွန်တော်တို့တွေရောင်းဖို့ပဲအစီအစဉ်ရှိပါတယ်ဒါကိုထပ်ပြီးတော့မှဖြတ်တောက်မယ်ဆိုရင်ဖြတ်တောက်ခါတွေရှိမယ်အပွင့်လိုက်ရမယ်တိတိလေးတွေဆိုရင်လည်းတိတိမုံမုံလေးတွေဆိုရင်လည်းနည်းနည်းလေးခက်တယ်ကျွန်တော်တို့အလောက်အသေးစိတ်ဆိုရင်တော့မလိုက်နိုင်ပါဘူးအဲ့တော့ဒီကြောက်လေးကတော့ ကျွန်တော်တို့အခုထပ်ဖြတ်တဲ့အနေထားတိုင်းဆိုရင်ဒီကြောက်လေးကတော့မင်္ဂလာမဖြစ်တော့ပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ပဲရန်နာလိုက်ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တည်တက်နားလေဒီလောက်ကျွန်တော်လောက်ကိုင်းနေဒီလောက်လေးတွေကိုအမြဲတမ်းပြန်လည်များဝေပေးမှဖြစ်လို့ကျွန်တော်ရဲ့အကောင့်လေးကို follow မလုပ်ရဘူးဆိုရင်လည်း follow လုပ်ဖို့လည်းမမေ့ခင်နိုင်ဘူးเนาะ